မင်္ဂလာပါရှင်ကျမကတော့မူဝင်ကျဲပါ BMC ဖွဲ့ဝင်တွေရဲ့သတင်းတွေကိုဒီတော့မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ် BMC အဖွဲ့ဝင်တွေဖြစ်ကြတဲ့74 Media ရွှေပြည်မြေ News Agency မဲခေါင်း News ဇလံမန္တလေး Free Press မြလက်အတန် Western News ARD တိုင်းနဲ့ဒေသနေနိုင်တိုင်းတို့ဖြစ်ကြပါတယ်အချိန်ကာမဟုတ်မိုးရွာသွန်းမှုကြောင့်တောင်သူတွေတောင်ရစပိုင်းရိတ်ချွေဖို့အခက်တွေ့နေပါတယ်ဒီသတင်းကိုဇလံသတင်းဌာနကတင်ဆက်ပေးထားပါတယ် ပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့မင်္ဂလာပင်လယ်အော်အရှေ့ပိုင်းမှာဖြစ်ပေါ်နေတဲ့လေဖိအားနဲ့ရေဝန်းအချိန်နဲ့နိုင်ငံတော်နိုဘာလ2ရက်ကစပြီးအခါလွန်မိုးရွာသောနာကြောင့်ချင်းတောင်ပေါ်ကစပားတချို့ပြစ်စီပြီးရိုက်ချွေဖို့လည်းအခက်တွေ့နေပါတယ်။အခုလိုအခါလွန်မိုးကြောင့်စပားပြစ်စီတဲ့နေရာမှာအိန္ဒိယနိုင်ငံမနီပူပြည်နယ်မှာစစ်ဘေးခုံလုံးနေတဲ့မြန်မာစစ်ဘေးရှောင်တွေရဲ့တောင်ရစပားလည်းပါဝင်ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးမနီပူရောက်မြန်မာစစ်ဘေးရှောင် တောင်သူတအူးက အခုလိုပြောပါရယ်ရိပ်ပြီးသားကောက်ဖြန့်နေမှုဆိုတော့ခြွေလို့မရဘူးတဦးတလေပဲခြွေနိုင်သေးတာ မရိပ်သေးတဲ့စပါးတွေလည်းရှိသေးတယ်နောက်ကျတဲ့စပါးမျိုးပေါ့တချို့ကမွေးရတဲ့ကြားကခြွေကြတယ်အဆင်မပြေလို့ရန်နာထားရပါပြီဒီဇိုင်းမိုးဆက်ရွရင်ရိပ်ပြီးသားစပါးတွေပျက်စီးသွားနိုင်တယ်တချို့မြေကြီးနဲ့ကပ်နေတဲ့စပါးတွေဆိုအငှောက်ပေါက်နေပြီရိပ်ပီးသားကောက်ဖြတ်နေ ဒေါ်ဒရိတ်ဆန်တွင်ဖြက်စီးသွားမှလည်းစိုးရိမ်ရတယ်အခုလိုမိုးမိနေတဲ့စပားတွေဟာမျိုးစပားပြန်ယူတဲ့အခါမျိုးမအောင်မာနဲ့ကြာရှည်အထားမခံတာစားသုံးတဲ့အခါအစမပြေမှုတွေရှိလာမှကိုစိုးရိမ်နေကြပါတယ်ဒါကြောင့်အခုလိုအခါလုံးမိုးကြောင့်ချင်းပြေနဲ့မင်းနှမြုပ်နေကတောင်ရစပားခင်းကစပားပင်တွေလဲကျပစ္စည်းတာတော်တော်များများကြုံတွေ့ခဲ့ရပါတယ်အခုလိုမိုးသေးထန်စွာရွာသွန်းမှုကြောင့် တောင်သူဦးကြီးတွေစပားရိတ်သိမ်းရဖို့အခက်ခဲရှိနေပြီးစပားပင်တွေလဲကျပစ္စည်းတာကြောင့်စပားထွက်နှုံနေပါမှကိုလည်းတစ်ဖက်ကစိုးရိမ်နေကြပါတယ်။မိုးတွေပြက်ပြီးနေပြန်ပွင့်လို့ဆောင်းရည်တွေဝင်လာတာနဲ့စပားတွေကိုစတင်ရိတ်သိမ်းကြတော့မှလည်းဖြစ်ပါတယ်။ကပ်ပလီပင်လယ်ပြင်မြပိုင်းနဲ့မင်္ဂလာပင်လယ်အော်ကနေဝေလိုင်းအချိန်ကြောင့်နိုင်ငံတော်မိုးရွာသွန်းနိုင်ပြီးနိုဝင်ဘာလ2ရက်နေ့ကနေ9ရက်နေ့အထိမြေပြေတော်ရန်ကုန်တိုင်း မန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းအီယော်ရီတိုင်းတနင်္သာရီတိုင်းကချင်၊ကယား၊ကရင်၊ချင်းမွန်၊ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်တယ်လို့မိုးလေဝသနဲ့ဇလဘေးကညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့ပါတယ်စကိုင်းတိုင်းရင်မပင်နဲ့စလင်းကြီးနယ်မှာစောစုပြက်ခတ်လို့မပေါက်ကွဲသေးတဲ့ပုံသီးတွေကိုတော်လိုင်းရဲတပ်ဖွဲ့တွေကတူးဖို့ရှင်းလင်းပေးနေပါဗျ။ ဒီသတင်းကို MFP ကပေးပို့ထားပါတယ်ကျွန်တော်တို့ကျွန်တော်တို့တမိုင်းမှာစကိုင်းနိုင်ရင်မပင်ခိုင်ဆလင်းကြီးမြို့နယ်တဲကရွာတွေကိုစောစုကပါရာမော်တာစက်တက်လေးတိနဲ့ဘုံကျက်ခဲ့ချင်းမပေါက်ကွဲပဲကြံနေတဲ့ဘုံသေးတွေကိုတော်လိုင်းတပ်ဖွဲ့တွေကတူးပေါ်ရှင်းလင်းပေးနေရလို့ချင်းတွင်ဒိုင်းနမိုက်တပ်ဖွဲ့တောင်းရှိသူက MFP ကိုပြောပါတယ်မုံရွာခြေဆိုင်စိုးစုရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခခကနေ စလင်းချင်းမြို့နယ်ကကျေးရွာတွေကိုပါရာမော်တာတွေနဲ့မကြခဏဘုံကျဲတက်ဖြတ်နေရမှာမပေါက်ကွဲခဲ့တဲ့ဘုံသီးတွေကျန်ရှိနေတာဖြစ်ပါတယ်။နိုဝင်ဘာ6ရက်ကစလင်းချင်းနဲ့ကျေးရွာတွေမှာမပေါက်ကွဲပဲကျန်ရှိနေသေးတဲ့ဘုံသီးနှလုံးကိုတော်လိုင်းတက်ဖွဲ့တွေဒူးပေါ်ရှင်းလင်းပေးနိုင်ခဲ့တယ်လို့ကျင်းတွင်ဒိုင်နမိုက်တပ်ဖွဲ့တာဝန်ရှိသူကဆိုပါတယ်။ပြောရရင်တော့မြည်လူတွေဒုက္ခရောက်မှဆိုလို့ပေါ့ကျွန်တော်တို့တက်ကြွလို့တော့မဟုတ်ဘူးပြ။ဒီမဖြစ်မနေဒူးဖို့ရမယ်လို့ဒူးဖို့ရတာဖြစ်တယ်ပြ။ ။ဟောရဒီလိုမပေါက်ပွဲသေးတဲ့ဖူးတွေရှိနေလေပြီးတူတွားလာလဲခဲနေလို့ကလေးတွေဆော့တဲ့ခါမှာလဲထိခိုက်ပြီးတော့ဖြစ်နိုင်တယ်ဗျ။တို့မှာဘူးခတ်ခဲ့တာကျွန်တော်တို့60လို့80လို့ဆိုတော့ပေါ်ရတာလွယ်တယ်ဗျခုကပေါင်နေဆိုတော့290 300လေးဆိုတော့ကျွန်တော်တို့ဒီဖူးတွေနဲ့ပတ်တယ်လို့ကျွန်တော်တို့ကြွန့်ကျင်မှုတော့မရှိဘူးဒါပေမဲ့လည်းရအောင်တော့ပေါ်ရတာပေါ့ရွာထဲတွေမှာအဲ့လိုမကွဲပါရမောတာပေါ်ချရင်ခုခုခောက်ကမှဆိုတာရှစ်လုံးချတယ် ရှစ်လုံးချတာကို6လုံးကွဲနှစ်လုံးမကွဲဘူးအဲ့ဒါမျိုးကိုသူတို့အလုံးတိုင်းတော့မကွဲဘူးဒီခုနောက်ပိုင်းချတဲ့ဖူးကြီးတွေအကြီးကြီးတွေဖြစ်နေတာပြစလင်းချင်းမျိုးနဲ့ထဲမှာဆိုးစုကပါရာမော်တာနဲ့ဘုံကျဲရမှာတချို့ဘုံသီးတွေကမပေါက်ကွဲပဲကျေးရွာတွေနဲ့အနီးဝန်းကျမှာကျန်ရှိနေတာဖြစ်ပါတယ်။လက်ရှိမှာတူးပေါ်ထားတဲ့ဘုံသီးတွေထဲကပြန်လည်အသုံးပြုလို့ရတဲ့ဘုံသီးတွေကိုတော့ဆိုးစုကိုတိုက်ခတ်ရမှာပြန်လည်အသုံးပြုတော့မှာဖြစ်တယ်လို့ ချင်းတွင်ဒိုင်းနမိုက်တာဝန်ရှိသူကဆိုပါရယ်မုံရွာနာမခကလည်းစလင်းကြီးအပါဝင်ရင်းမပင်ပလဲကနီဥတလင်းအရာတော်ဝက်လက်ချောင်းဦးမုံရွာစတဲ့မြို့နယ်တွေကကျေးရွာတွေကိုပါပါရာမော်တာဂျန်ယိုကော်ပရာစတဲ့စက်တက်လီဒီတွေနဲ့လေချောင်းကနေဘုံကျဲနေရကြောင်းဒေသခံတွေမကြခဏတိတ်ဆုံးထိခိုက်တာတွေရရှိနေရပဲဖြစ်ပါတယ်စစ်ကောင်စီကလေချောင်းအပောင်ဝင် လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့်ရခိုင်မှာတပတ်အတွင်းသေဆုံးသူအရက်သား20ခန့်ရှိခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူ40နီးပါးရှိခဲ့ပါတယ်။ဒီသတင်းကို Western News ကပေးပို့ထားပါတယ်။ရခိုင်ပြည်မြို့နယ်တွေကိုအာနာသိန်းစစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးတွေပစ်ခတ်မှုတွေကြောင့်တပတ်ကျော်အတွင်းမှာတေဆုံးသူ30နီးပါးရှိပြီးထိခိုက်ဒဏ်ရာရရှိသူ50ထဲမှနေရှိခဲ့ပါတယ်။ အနာသိန်းစစ်ကောင်စီကအခုရပိုင်းအတွင်းမှာပုံနာကျောင်းရသေတောင်မင်းပြပေါက်တော်မြို့နယ်တွေကိုလေးချောင်းကနေတဆင်အကြမ်းဖက်ပစ်ခတ်မှုဆက်တိုက်လှုပ်ဆောင်ခဲ့တာပါအနာသိန်းစစ်ကောင်စီကလေးချောင်းကနေဂျက်ဖိုက်တာနဲ့ပုံကျဲမှုတွေလှုပ်ဆောင်ခဲ့တယ်လို့စစ်တွေမျိုးပါတလိတိုင်ရင်းတွေကလက်နက်ကြီးတွေအပါအဝင်ဒရုန်းတွေနဲ့လည်းပုံနာကျောင်းရသေတောင်မြို့နယ်တွေကိုတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တာပါတို့ပုံနာကျောင်းမြို့နယ်မှာတောင်မှပေါ့နော်ကျွန်တော်တို့ဒီအော်တိုဘာလ26ရက်နေ့ကနေအဲဒီကနေ့ဟိုနိုဘမ်ဘာလ9ရက်နေ့ထိဒါ တေဆုံးသူတေဆုံးသူစုစုပေါင်းဒီအရတဟို16ဦးလောက်ရှိပြီးတော့ဒဏ်ရာရရှိတဲ့သူဟို30နီးပါးလောက်ရှိပါတယ်ခင်ဗျဒီပြီးတော့ဒီအခြားဒီကျွန်တော်တို့ဒီပုံနာကြောင့်မဟုတ်တဲ့ပေါ့နော်ဒီတေတောင်ဘူးတီတောင်မောင်တော်တို့စတဲ့ရခိုင်ပြည်နယ်တွေကိုလည်းဒီအဲဒီလေချောင်းတိုက်ခိုက်မှုတွေလက်နေချင်းနဲ့လမ်းပြမှုတွေရှိတယ်လို့ကျွန်တော်တို့သိရတယ်အဲစုစုပေါင်းကျွန်တော်တို့ခံမှန်းရတဲ့လောက်ဆိုရင်တော့ဒီအရေးအတွက်ဟာအကုန်လုံးကဒီဟိုတေဆုံးလူနာဟို30ဝန်းကျင်နဲ့ဒီ တန်ရာရရှိတဲ့လူနာပေါ့နော်အသေးစားအပြင်းစားတန်ရာရရှိတဲ့လူနာစုစုပေါင်းဟိုဟို90လောက်ရှိမှာခင်ဗျဒီရပိုင်းအတွင်းမှာအနာသိန်းစစ်ကောင်စီတပ်ရဲ့လေကြောင်းကနေပြစ်ခတ်မှုကြောင့်ပြီးခဲ့တဲ့အောက်တိုဘာလ30ရက်နေ့ကမှပုံနာချွတ်နယ်ရဲစစ်တောင်မြို့နယ်မှာအရသား12ဦးသေဆုံးပြီး32ဦးဒဏ်ရာရရှိခဲ့ပါတယ်အဲ့နောက်မှာတော့နိုဝင်ဘာလ9ရက်နေ့မှာမင်းများမျိုးနဲ့ပုံနာချုံမျိုးတွေကိုစစ်ကောင်စီကလေးချောင်းကနေထပ်မံပုံကျဲမှုတွေလှုပ်ဆောင်ခဲ့ပါတယ် ဒီပုံကျဲပြစ်ခတ်မှုနဲ့လက်နက်ကြီးပြစ်ခတ်မှုကြောင့်ပုံနာကျောမြို့မှာ၅ဦးနေရာမှာတေဆုံပြီးမင်းများမြို့မှာတော့၅ဦးတေဆုံခဲ့ပါတယ်။ဒါအပြင်နိုဝင်ဘာလ၈ရက်နေ့နေ့လယ်ပိုင်းမှာပုံနာကျောမြို့နယ်နဲ့ရသေတောင်မြို့နယ်ကကြောက်တန်ချေကျေးရွာကိုအာနာသိန်းစစ်ကောင်စီကလေးချောင်းကနေပုံကျဲမှုကြောင့်၆ဦးတေဆုံခဲ့ပါတယ်။နိုဝင်ဘာလ၈ရက်နေ့နေ့လယ်ပိုင်းမှာပဲပေါတော်မျိုးမျိုးမအထက်တန်းចောင်းကြီးရှိနေအနီးနာကမြို့ထဲဝင်းချင်မှာစစ်ကောင်စီလေးချောင်းကနေဘုံကျဲလို့အရက်သားလေးဦးတေဆုံခဲ့ပါတယ် ပုံနာကျွန်ရသေးတောင်မင်းပြပောက်တော်မြွနယ်ရီကိုစစ်ကောင်စီလေးချောင်းနဲ့လက်နက်ကြီးပစ်ခတ်လို့ထိခိုက်ဒဏ်ရာရရှိမှုတွေကလည်း90ထဲမှနေရှိခဲ့ပါတယ်။ပြင်းထန်ဒဏ်ရာရရှိတဲ့လူနာတွေထဲကတေဆုံးမှုတွေကလည်းရှိခဲ့ပါတယ်။ပြင်းထန်ဒဏ်ရာရရှိသူတွေကလည်းလက်ရှိမှာအတွင်းလူနာအဖြစ်စေကူတမှုခံယူနေရပါတယ်။အခုနောက်ပိုင်းမှာဖြစ်လာလဲဆိုတော့ ိုဘယ်နေရာမှမလုံခြုံဘူးဆိုတော့ဟိုသဘောတရားမျိုးဖြစ်လာတယ်ဘာလို့ဆိုတော့ဟိုစစ်ကောင်စီကနေရာတိုင်းနှိဘကိုနေပြီးတော့ဒီဘာစီလှုပ်ရှားမှုမရှိတဲ့နေရာကိုမှလည်းနေရာတွေကိုလည်းဟိုလာရောက်ပြီးတော့ပုံကျတာဆိုတော့ပြည်သူတွေအနေနဲ့အာဟိုမှာအခုလက်ရှိဆိုရင်ဒီကြေးရော်တွေမှာတော့ကအာတိတ်ပြီးတော့အလုံးစုံစုံမနေရကြတော့ဘူးပေါ့နော်ဒီကြေးရော်တွေဆိုရင်လည်းဒီဝေးလံခေါင်တိပြီးတော့လမ်းပန်းဆက်သေးရခက်ခဲတဲ့နေရာတွေနောက်ထပ်နေပြီးတော့ဒီတောတောင်ထူထပ်တဲ့နေရာတွေအဲ့ဒီလိုမျိုးနေရာတွေမှာဟိုအုပ်စုလိုက်အုပ်စုလိုက်ဒီ ကိုတို့ရွှေပြောင်းပြီးတော့နေထိုင်ကြတာရှိပါတယ်။ဒါကတော့ Western New ကအကြမ်းဖျင်းကောက်ယူထားတဲ့စီးရင်တွေဖြစ်ပေမဲ့တေဆုံးထိခိုက်ဒဏ်ရာရရှိသူတွေတိထက်ပိုများနိုင်ပါသေးတယ်။ဒီလိုတေဆုံးမှုအပေါ်ရခိုင်ပြည်သူတွေအတွက်တရားမျှတမှုရရှိရေးလက်တုံပြန်သွားမယ်လို့ AA ပြောခွင့်ရဦးခိုင်တူတာကပြောဆိုထားပါတယ်။ဝလက်နေတဲ့အဖွဲ့တွေခွဲရွာစင်ပတ်မွေစစ်ကြောင်းထိုးတဲ့ဆိုးစုကတပတ်အတွင်းကျေးရွာခုနှစ်ရာကိုမိရှုဖြစ်စီခဲ့ပါတယ်ဒီသတင်းကို MSB ကတင်ဆက်ပေးထားပါတယ် ဝန်ထမ်းနေရခု3နေရနေတာစကိုင်းတိုင်းဝက်လက်မြို့နယ်တဲ့ရွာစင်းလက်စစ်ကြောင်းထိုးနေတဲ့စောစုကယခုနိုဝင်ဘာလစံတပတ်အတွင်းကျေးရွာ900ကိုမိရှုဖြည့်ဆည်းခဲ့တယ်လို့ဒေသခံသတင်းမြစ်တီကပြောပါတယ်နိုဝင်ဘာတရက်ကနေ9ရက်ထိဝက်လက်နေကကဒူးမူကြီးထုံးဘူကျွာတော်ကုန်းတမကုန်းတဒတ်ဦးနဲ့ငင်းတော်ရွာတွေကိုစိုးစကစင်းနေဝင်မွေဟောက်တွန်းလူရက်ပြီးနောက်နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာပါစိုးစကအဲ့ဒီစင်းနေလူရက်မီးရှို့တဲ့ကျေးရွာတွေတဲ့အထိုင်ချတဆွဲက နေစဉ်ရက်ဆက်မိရှုဖြစ်စေနေရကြောင်းပြည်သူတွေရွာထဲပြန်မဝင်နိုင်သေးပဲမိလောင်ပျက်စီးတဲ့အခြေအစင်းကိုတော့မသိရသေးဘူးလို့ဒေသခံမြေပြင်ကင်းထောက်အဖွဲ့ Wildlife Information နဲ့ Network တာဝန်ရှိသူတို့ကပြောပါတယ်ဟုတ်လားအဲ့ဒီဝင်အင်ဂျီပိုင်းကတော့ကျွန်တော်တို့မသိပါဘူးဗျာဒီကတော့တော့အများကြီးပဲဗျာလူကြီးကကောင်းနေချီပြီးရတော့သိကြတယ်ဗျာကျွန်တော်တို့ကျွန်တော်တို့ညီတို့ကကျွန်တော်တို့ဒီဘက်တော့လည်းညီအစ်ကိုရပါကြီးစကန်းကိုတင်းရခါကြတော့ကျွန်တော်ဘက်ကလည်း အဲလိုအပ်ချက်တွေကြောင့်မသိနိုင်တာရှိပြီအဲဒါကသူတို့ကအင်အားတွေဖြည့်ပြီးတော့မှအဲကျွန်တော် nomination တွေလို့အားကြောင့်မလို့ဒီကြွားလေးလူစုတွေကျွန်တော်ဆက်ပါရတယ်အဲရှွာပေါင်း18လောက်ဆစ်ဆောင်နေရတယ်ဗျဝက်လက်နဲ့အနောက်ချမ်းသကိုင်းရှူဖို့ကားလမ်းပေါ်ကလမ်းစုံအချက်ချနေရဖြစ်တဲ့ရွာသားကြီးရွာထဲမှာသကိုင်းမြို့အခြေဆိုင်တက်မ33ခေါ်အမှတ်33ချင်းမြန်တက်မဌာနချုပ်ကမေအောင်လိုက်တစ္ဆာကံစောက်စုရာနဲ့ချင်း အထိုင်ကျတဆွဲနေပြီးအဲ့ဒီဆေးအုပ်စုကဂျွာသားကြီးအနီးဝန်းကျင်ကျေးရွာတွေကိုစီးနှင်းလူရဲ့မိရှို့နေတာပါပြီးခဲ့တဲ့အော်တိုဘာလဂုံပိုင်းကဂျွာသားကြီးအနီးတိုက်ပွဲဖြစ်ပြီးနောက်ဆေးအုပ်စုကရဲဟရင်ဂျိုင်းယိုကော်ပိုရာတွေအသုံးပြုကာဂျွာသားကြီးရွာတဲ့အင်အားဖြည့်ပြီးနောက်အခုလိုဂျွာဆန်လက်စစ်ကြောင်းထိုးစီးနှင်းလူရဲ့မိရှို့တာတွေကျုံးလွန်နေတာလို့ဒေတာခန်တွေကပြောပါတယ်တချိန်တည်းမှာပဲစိုးစုကကြေးရွာတွေကိုဆင်းနှင်းချေဒေသခံပြည်သူတွေကိုဖမ်းဆီးပြီးခိုးရပါပစ္စည်းတဲခိုင်းတာ ။တစားကန်လူသားအတိုင်းကအဖြစ်အသုံးချတာတွေလည်းကျူးလွန်နေပြီးနိုဝင်ဘာ3ရက်ကမော်ဂဒီရွာကိုစစ်နေချိန်ဒေသခံ40ကျော်ကိုဖမ်းဆီးခေါ်ဆောင်သွားခါလက်ရှိအချိန်ထိပြန်မလွတ်သေးဘူးလို့ဒေသခံတွေကပြောပါတယ်။လရှိမအစိုးစုရန်ကြောင့်ရွာသားကြီးထုံးဘူတတအူတမကုံရွာတော်ကုံဥတီကုံအုပ်ဖို့ကုံကြီးကန်တောင်ရွာနဲ့မြောက်ရွာလှတော်လဲဦးကြီးကုံနှံကြီးကုံရွှေသာရင်မတော်ကုတ်ကိုစုငပြောတော်တကောင်းတောင် ဒူစားတဲ့ဝက်လက်နယ်ကျေးရွာ၁၈ရွာကထောင်တောင်းချီတဲ့ဒေသခံပြည်သူတွေထွက်ပြေးနေရတယ်လို့ဆိုပါတယ်။ငလင်းလှုပ်ခတ်ပြီးတလားမပြည့်မီ AB လကစလို့အစိုးစုကဝက်လက်နယ်တဲ့ကျွာစင်ပတ်မွေစကြောင်းထိုးလူသက်ကလူရက်မိရှုနေတာဖြစ်ပြီးလက်ရှိမှာတော့ရွေးကောက်ပွဲကျင်းပနိုင်ဖို့နေမြေရှင်းလင်းတဲ့အနေနဲ့အချိန်မြင့်စကြောင်းထိုးမိရှုနေကစကိုင်းရွှေဘူလမ်းမိုင်းကို အပြေးဝထိန်းချုပ်နိုင်ဖို့စူးစမ်းနေရလို့ဒေသခံတော်လိုင်းအင်အားစုတွေကပြောပါတယ်။ မော်မားစရေးရအရေးပါတဲ့နေရအများစုကိုစိုးစုကပြန်လည်ထိန်းချုပ်ထားတယ်လို့သိရပါတယ်။ဒီသတင်းကိုသတင်းလာရီတိုင်းကပေးပို့ထားပါတယ်။ပြင်းပြင်းနဲ့တင်းလိုက်တိုင်းတို့နဲ့နယ်နိမိတ်ထိဆက်နေတဲ့နေရာတွေအပါအဝင်မော်မီနယ်တွင်းကစစ်ရေးအရအေးပါတဲ့နေရာအများစုကိုစစ်အုပ်စုကအခုနှစ်အတွင်းမှာပြန်လည်ထိန်းချုပ်ထားနိုင်တယ်လို့တော်လိုင်းအားစုတွေစီကနေသိရပါဗျ။ရွေးကောက်ပွဲကျင်းပမဲ့ရက်ကို အတိအကျထုတ်ပြန်ပြီးတဲ့နောက်မှာ စီအိုစုဟာသူတို့လက်လွတ်ထားရတဲ့နေမြေတွေကိုပြန်လည်ရယူဖို့ကိုအပြင်းထန်စစ်ကြောင်းထိုးနေခဲ့တာနိုင်ငံတောင်ပိုင်းကမုံမီနယ်နဲ့အပါအဝင်ဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်တွေထဲမှာစီရီအရာရေးပါတဲ့ရန်ကုန်မော်လမြိုင်ထက်ဝယ်အမှတ်၈ပြည်တော်စုလမ်းပိုင်းနဲ့ကရင်တနင်္လာရီတိုင်းနဲ့နယ်နိမိတ်တိဆက်နေတဲ့နေရာအများစုတွေအပြင်နယ်ဆက်ထွက်ပေါက်လမ်းကြောင်းတွေကိုတော်လှန်ရေးပူးပေါင်းတပ်ကနေမြေစိုးမိုးမှုရယူပြီးတော့စီရီအရာအားတာချက်တွေရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့စေအုပ်စုကအခုနှစ်အတွင်းမှာနေဆက်ထွက်ပေါက်လမ်းကြောင်းတွေအပါအဝင် စီရီအရာရေးပါတဲ့လက်လွတ်ထားတဲ့နေမျိုးတွေကိုလည်းထိန်းချုပ်ထားနိုင်ခဲ့တယ်လို့မွန်တော်လိုင်းရင်လူငယ်တူကပြောပါတယ်။အရင်ကတော်လိုင်းရင်တက်တွေကကောင်းကောင်းထိန်းချုပ်ထားနိုင်တာရှိခဲ့တယ်။ဥပမာကြိုက်မျိုးဘက်၊ကြိုင်းစိတ်ကြီးဘက်ပေါ့နော်။ရေးတံမျိုးစီကနေဆက်ထွက်ပေါက်ကအစအဓိကရေးကြီးတဲ့နေမျိုးတွေပေါ့။မြို့တိန်စခန်းတိန်တိုက်ပွဲစိန်ခေါ်နိုင်ခဲ့တာတွေ့ရတယ်။ဒါကိုစေအုပ်စုကကောင်းကောင်းတည်တော်ဂျီနေမျိုးကိုလက်လွတ်ထားတာကြာသွားရင် ရုပ်ပေါ်ထိချင်းချောက်မှုတွေရှိလာမှာလေအဲ့ဒါကိုမဖြစ်လာခင်စစ်တပ်ကစီမံချက်ကောင်းကောင်းဆွဲပြီးတော့အခုနှစ်ဝက်လောက်တွင်းမှာနေမြေအလုံးကိုပြန်လည်ထိချုပ်နိုင်ခဲ့တာမျက်မြင်ပဲလေဒီအခြေအနေကိုတေချာတုံးတက်ပြီးတော့ဖြေရှားဖို့လိုတယ်အချို့နေမြေတွေကလက်မလွတ်တဲ့ပဲလက်လွတ်လိုက်ရတာရှိတယ်လေအခုလိုထိချုပ်နိုင်ဖို့ကိုဒရုန်းလက်နက်ကြီးတွေအလွန်ကျွံတုံးဆွဲခဲ့တယ်လို့နေမြေအားသာချက်တွေပြန်လည်ရယူနိုင်ဖို့ကိုနေမြေခံစစ်အုပ်စုလက်ဝေခံတွေဖြစ်တဲ့ကရင်နေကြားဆောက်တက် PGF DKBA မွန်ငင်းချမ်းရစ်တပ်တို့ရဲ့အကူအညီကိုရယူခဲ့တာလို့သူကဆက်ပြောပါတယ်တဲ့နားရေးပြဆက်မှလည်းတောက်ချောင်းဟိုတော့စစ်ကြောင်ထိုးတဲ့ကိစ္စရတွေကိုပို့ပြီးလောက်တယ်မွန်မီနယ်အနေထားကြည့်ရေမွန်မီနယ်အောက်ပိုင်းပါနော်ဒီရေဖြူတို့ရေတို့ အဲဒီတမကြဒီတချောနော်ဒီတချောမှာလည်းစင်အင်အားတွေပို့ပြီးတော့များပြလာတာပေါ့နော်ဒါကလည်းအဓိကအချက်တော့ရွေးကောက်ပွဲနှီးလာတယ်မြန်ရွေးကောက်ပွဲကိုတို့အောင်မြင်အောင်ကျင်းပါမယ်ရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပပြီးတဲ့အခါကျရင်ရွေးကောက်ပွဲအလုံးမှာဒီငင်းငင်းကြီးကြီးနဲ့ဖြစ်ပါလေဆိုတဲ့ဟာကိုတို့ပြပြီးတော့ဒီလေဂျီတမေးယူဖို့အတွက်အဲဒါကိုစပြီးတော့သူပြင်ဆင်နေတယ်ဘလို့ကျွန်တော်တို့ကသုံးသပ်လို့ရပါတယ်ပေါ့နော်အခုတော့ဆုံးရှုံးထားတဲ့နေမျိုးကိုရယူထားနိုင်တဲ့စေအုပ်စုဟာအဲ့ဒီနေရာတွေမှာပဲခိုင်မာတက်ဆွဲထားပြီးတော့အာဓာချက်တွေရယူထားတယ်လို့သူကဆိုပါတယ် ဒီလိုမျိုးနယ်မြေတွေပြန်လည်လက်လွတ်လိုက်ရတာဟာတော်လိုင်းတက်တွေအချင်းချင်းမှာစီလုံးညီညွတ်မှုမရှိတာလဲပါဝင်တယ်လို့ပြည်သူတွေကြားမှာဝေဖန်ပြောဆိုတာတွေရှိနေပါတယ်။အင်းလေးဒေတာမှာစစ်ကောင်စီကပြုလုပ်မဲ့အတုယောင်ရွေးကောက်ပွဲစန့်ကျင်ရေးကမ်ပိန်းကိုအင်းလေးလူထုလှုပ်ရှားမှုအဖွဲ့ကပြုလုပ်ခဲ့ပါတယ်။ဒီသတင်းကိုမဲခေါင် သတင်းဌာနကပေးပို့ထားပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်ကြေညာချက်အမှတ်141မြင်းဆောင်2020စစ်ကောင်စီကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုဆန့်ကျင်မှုရှမ်းပြည်တောင်ပိုင်းအင်းလေးဒေသမှာအင်းလေးလူလူလှုပ်ရှားမှုအဖွဲ့ကကမ်ပိန်းပြုလုပ်ခဲ့ပါတယ်။အဲဒီလှုပ်ရှားမှုကိုနိုဝင်ဘာလ3ရက်ကတရားမဝင်အတူရောင်ရွေးကောက်ပွဲတပိတ်မှောက်ဖက်ဒရယ်လန်ကိုရဲရဲရှောက်အမည်နဲ့ပြုလုပ်တာ ဖြစ်တယ်လို့အင်းလေးလူလူလှုပ်ရှားမှုအဖွဲ့ကနိုဝင်ဘာလ6ရက်မှာသတင်းထုတ်ပြန်ပါတယ်။ အဲ့ဒီ no election no vote campaign ကိုအော်တိုဘာလ3ရက်ကလည်းအင်္ဂလိပ်ဒေသအတွင်းမှာရှိတဲ့ကျေးရွာတချို့မှာပြုလုပ်ခဲ့ပြီးအခက်အခဲတချို့ရှိပေမဲ့နေရာစုံကိုဖြန့်ဝေနိုင်အောင်ကြိုးပမ်းလှုပ်ဆောင်ခဲ့တယ်လို့အဲ့ဒီအဖွဲ့ရဲ့ပြောခွင့်ရသူကိုအားမန်ကပြောပါတယ်ဒီ2025ရွေးကောက်ပွဲဟာစစ်တပ်အတွက်တော့ထပ်ပေါက်ဆိုပေမဲ့ပြည်သူတရေလုံးအတွက်ပို့ပြီးတော့ဆင်းရဲဒုက္ခရောက်စေမဲ့ထောင်ချောက်ရွေးကောက်ပွဲဆိုလည်းမှားပါဘူး ဒါကြောင့်ဒီမျိုးကောက်ပွဲအကြောင်းကိုပြည်သူတွေသိရှိနိုင်စေဖို့လက်ကမ်းစာဆောင်တွေတဖို့သတင်းဆောင်မတွေနဲ့တမျိုးအမျိုးမျိုးတင်ပြနေခဲ့ပါတယ်။အခုဒီကမ်ပိန်းကြတော့ရိုးသားလုံးနဲ့အင်းနဲ့နေပြည်သူတွေအများကိုသူများရောက်နိုင်လိုက်မရောက်ဘူးရေဖက်ဆစ်စစ်တပ်ကပေးတဲ့မျှော်လင့်ချက်အတုတွေမှာမျိုးပါမသွားဘူးရေပြုလုပ်ရခြင်းပဲဖြစ်ပါတယ်။လူမှုတုံ့ပြန်ချက်ကပေါ့နော်။လက်ရှိမှာပြောရတော့ခတ်ပါတယ်လို့။ဘာဖြစ်လို့လဲဆိုတော့သူတို့ကနီးရတာကြောက်နေရတဲ့ဘဝကို။ဒါပေမဲ့ဒီကမ်ပိန်းအတွက် ချို့ပြည်သူတွေကတော့တတတတနဲ့ကိုပါဝင်လှုပ်ဆော်ပေးနေတာမျိုးကိုလည်းတွေ့ရပါတယ်။အဲဒီလှုပ်ရှားမှုကိုညောင်ရွှေမြို့ငဖယ်ချောင်းအုပ်စုအင်းပေါ်ကုံအုပ်စုနတ်ပံအုပ်စုခေါင်တိုင်အုပ်စုတလဲဦးအုပ်စုတို့မှပြုလုပ်ခဲ့ပြီးတင့်မဲဖြင့်စစ်တပ်ကိုတရားမဝင်လူသက်ခွင့်ရအောင်မလုပ်ပါနဲ့ရွေးကောက်ပွဲဟာထွက်ပေါက်မဟုတ်ဘူးထောင်ချောက်စတဲ့စာသားတွေပါဝင်တဲ့အတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးစာရွက်ဖြန့်ဝေတာနဲ့ပိုစတာကတ်တာတွေပြုလုပ်ခဲ့ပါတယ်။အတင်းအဓမ္မဖီအားပေးပြီးလုပ်တဲ့ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မှာမဟုတ်ဘူးလို့အင်းလေးဒေတာကန်တူဖြစ်တဲ့မတ်ယူလိုင်းတင်ကလည်းပြောပါရယ်ဒီလိုမျိုးအာနာပါဝါတွေနဲ့တုံးပြီးတော့မှအတင်းအတမဖိအားပေးပြီးလှုပ်တဲ့ရွေးကောက်ပွဲမျိုးဆိုတာသိချတယ်ဘယ်တော့အခါမှလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမျိုးဖြစ်လာမှလည်းမဟုတ်ဒါကြောင့်ကျမအနေနဲ့ဆိုရင်ဒီရွေးကောက်ပွဲရောလုံးဝအတိမမပြူနိုင်လက်လက်လက်မခံနိုင်ကျမတို့မြန်မာပြည်သူလူထုကိုလည်းကျမအနေနဲ့တိုက်တွန်းချင်တယ်ပေါ့နော် ဒီစက်ကောင်စီကအစ်စအနာရှင်တွေကကျင်ပါတဲ့ရွေးကောက်ပွဲကိုတက်နိုင်တယ်လို့လုံးဝမပါဝင်မိအောင်ရှောင်စီချင်ပါတယ်ပြည်သူအတွက်အကျိုးမရှိတဲ့2008ခြေကံဥပဒေကိုကင်ဆယ်ပြီးပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲဟာဆရာနာရှင်စနစ်သက်ဆိုးရှေဖို့သာဖြစ်တာကြောင့်အဲ့ဒီရွေးကောက်ပွဲကိုစန့်ကျင်ရေးဟာအမျိုးသားရေးတာဝန်ဖြစ်တယ်လို့အင်းလေးလူလူလှုပ်ရှားမှုအဖွဲ့ကကိုအားမန်ကဆိုပါတယ် အင်းလေးလူလူလှုပ်ရှားမှုအဖွဲ့ဟာဆရာနာရှင်စနစ်ကိုစန့်ကျင်တော်လှန်နေကြတဲ့အင်းလေးလူမှုအဖွဲ့အစည်းတွေအင်းသားပြည်သူတွေလူငယ်တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီးဆရာနာရှင်စနစ်တော်လှန်ရေးကိုပါဝင်ဆောင်ရွက်နေတဲ့အဖွဲ့တွေဖြစ်ပါတယ်စကိုင်းနယ်မကွေးကတော်လရင်အင်အားစုတွေအားကောင်းတဲ့နယ်မြေတွေကိုစစ်ကော်မရှင်တပ်ကတကြောပြန်အင်အားအလုံးရင်သုံးပြီးစစ်ကြောင်းထိုးနေပါတယ်ဒီသတင်းကိုမြေလက်အတန်းကတင်ဆက်ပေးပါမယ် စခိုင်းနိုင်တဲ့မကွေးတိုင်းအတွင်းကစီယိုချွေးတက်တန်းဆက်တိုးလိုက်တဲ့ဝက်လက်ပေါင်းနဲ့ရိုင်းမျိုးနယ်တွေကိုစစ်ကောင်မရှင်တက်ကအင်အားများပြားသုံးပြီးတကြောပြန်စစ်ကြောင်းထိုးမိရှုံနေတယ်လို့နေမီကန်ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ဒေသခံတွေစီကသိရပါတယ်။နိုဝင်ဘာလပထမပတ်အတွင်းမှာဝက်လက်မျိုးနယ်တွင်ကခြေရွာတွေကိုရွာသားကြီးခြေရွာစစ်တဲစကန်လှတော်ရအထိုင်စကန်ရွှေဘုံမျိုးနယ်ဘုံဘွေရွာကစစ်ကောင်မရှင်တက်ဖွဲ့စခိုင်းမျိုးနယ်စတောင်မျိုးကလာတဲ့စစ်ကောင်မရှင်စစ်ကြောင်း စစ်စုပေါင်းစစ်ကြောင်းလေးကြောင်းဖွဲ့ပြီးအင်အား900ကျော်နဲ့စစ်ကြောင်းတို့မိရှုနေတာလို့ဝက်လက်မြို့နယ်ဒေသခံတို့ကပြောပါတယ်။ပါရမီကမိရှုဝယ်ပြီးမိရှုပြောတာဟာဝက်လက်ကိုဝယ်တာလေ။ဒါကြီးပါကစစ်ကြောင်းကတော့ဟာဘာလဲခုမြို့ထဲမှာမြို့ထဲမှာကိုမြို့ထဲကကိုရလာအဲဟာလင်းမကားဒီစီကိုခွာယူ။ဒါဆရာဘာလာလဲဟာအာကြီးဝါရဲဝရာကြီးဝင်တယ်လေ။အဲအားကြီးရတယ်ပြီးတော့အရှိဆုံးပုံကတော့ တက်တော့ရိုင်းရပေါင်းပြီးမှအရှိတော်ပြန်တော့အဲလိုက်ကြတာကွာဘယ်နဲ့ပေါ့ဒီလိုပဲဒိုရဲကနေရခုဟိုဟာဘယ်နဲ့နောက်ပါကယူတော့ကလိမ့်မင်းလိမ့်မင်းဟိုဟာပြည်ပြည်ပြည်ပြောဟာဒီလိုပြန်လို့နေအဲ့ဒီစစ်ကြောင်းတွေဟာနိုဝင်ဘာ9ရက်နဲ့6ရက်နေ့တွေမှာ ဝက်လက်မြို့နယ်တမာကုန်းရွာတော်ကုန်းတတဦးနဲ့ထုံးမှုရွာတသားညီနောင်စစ်ဆောင်တဲတွေနဲ့မူကြီးရွာကိုမိရှုခဲ့ပြီးမိရှုခံရတာကြောင့် တတဦးနဲ့ရွာတော်ကုန်းကြီးရွာတွေကလူနေအိမ်60ကျော်မိသောပျက်စီးထားပြီးကျန်တဲ့ကြီးရွာတွေရဲ့ပျက်စီးမှုအခြေအနေတွေကိုစစ်စစ်နေဆက်ဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်စတောင်ကနေစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ကမောက်ကလေးကြီးရွာအတွင်းဝင်ရောက်ကာရွာကန်40ဦးကိုရွာသားကြီးရွာစစ်တပ်စခန်းစီဖမ်းဆီးခေါ်ဆောင်လာပြီးနိုဝင်ဘာလ8ရက်အထိပြန်လွတ်မလာသေးပါဘူး။လက်ရှိမှာစစ်ကြောင်းတွေကြောင့်အင်ဂျင်နီယာကနေ900ကျားရှိတဲ့စိုင်းနိုင်ကြီးစိုင်းနိုင်လေးတတဦးတမကုံတမကုံရွာတော်ကုံ အုံနေဘုံစင်တဝဲစတဲ့ရွာတွေအပါအဝင်ကျေးရွာပေါင်း20ကျော်ကဒေသခံတောင်းနေကြီးစစ်ဘေးတင်းရှောင်နေရပါတယ်။အလားတူအခုလပထမပထဲမှာပဲမကွေးတိုင်းပေါင်းနေမြန်မျိုးနယ်ကကျေးရွာတွေမှာစစ်ကောင်စီတပ်ကအင်အားသုံးစစ်ကြောင်းထိုးနေပြီးရွာခံတွေကိုဖမ်းဆီးတာနဲ့စစ်ဆောင်တော်တိုင်းတွေကိုမိရှုတာတွေလုံးဆောင်နေတယ်လို့ဒေသခံအဖွဲ့အစည်းတွေကပြောပါတယ်။ပေါင်းနေမြန်မျိုးနယ်အတွင်းကျေးရွာတွေကိုပခုတ်ကူတက်မှတရတေကလာတဲ့အင်အား200ခန့်စစ်ကြောင်းကပ္ပဆ20နှစ်ကလာတဲ့အင်အား900ကျော်ပါစစ်ကြောင်းတို့ကြောင့်နဲ့ 片块是类似长途的大陆，阿娘咪得帮助伊，特定那边找伊找位看。 ကိုဘူဘူတန်စင်ကပြောပါတယ်ဒီဆိုရီရောဆက်ရှိရောလားရှိတာဟုတ်ပါမယ်ဒီအိုက်ဝါရဲ့ဒရိုနီစက်တဲ့ဒီဆိုရီဒီဒီဆိုရီရောမနီရဲ့စစ်ခွေးတွေဒီအိုင်းနဲ့ပေါင်းပြီးတော့စစ်ကြောင်းထိုးနေတယ်စစ်ကြောင်းနေရာတွေအခုအားဒီဘလူးလေးနားလည်ရမှန်းကိုမသိနိုင်အောင်သူတို့ရဲ့ဘူဟာကြီးပြောင်းလဲသွားတယ်ပြီးတော့ကျွန်တော်တို့ခောက်ချက်ချတာပဲကျွန်တော်မြိုင်းနဲ့အခုကျွန်တော်တို့ခောက်ကူမျိုးနေတဲ့ညာနေတဲ့ဆိုလဲလို့ဝင်လိုက်ထွက်လိုက်နှစ်ကြောင်းခွဲသွားလိုက်သုံးကြောင်းခွဲသွားလိုက်ပေါင်းပြီးတော့ဆိုလဲအဲ့လိုမျိုးတွေဆိုတော့လေသွားစာတွေကျဲနေတယ်လို့မျိုးတော့အဲ့လိုလေးတစ်ခွေးကောင်အောင်သူတို့ကလုပ်နေတယ်လို့ က်ပြီးမှာဟင်စစ်ကြောင်းတွေဟာပေါင်းမြုံနယ်ပြည်ထဲကြီးရွာကရွာကခွနဲ့ဥကိုဖန်စီတာပြီးပေါင်းမြုံနယ်စင်စာရွာရန်မြုံနယ်နှန်းစီကန်ရွာနဲ့စစ်ဆောင်တော်တိုက်တွေကိုမီးရှို့ခဲ့ကလက်ရှိမှာစစ်ကြောင်းတွေနဲ့တိုက်ပွဲတွေကြောင့်ပေါင်းမြုံနယ်စင်စာကီကြောင့်တရပီရွာတွေအပါအရှိတောင်ပိုင်းနဲ့တောင်ပိုင်းစုံကရွာပေါင်း30တန်းမင်းကအင်နော်စု3000ကျော်ဒေတာခန်1500ကျော်စစ်ဆောင်ထပ်ပြေးနေရပါတယ်စစ်ကောင်ရှင်တက်ကပြီးခဲ့တဲ့အော်တိုဘာလ30ရက်မှာ မူလကကြီးညာထားတဲ့စီယိုချိုရီ63မြို့ကိုဆက်လက်တံတန်းတို့ကြောင့်ထုတ်ပြန်ခဲ့ပြီးရနာနိုဝင်ဘာလဆက်မိုင်းကစတင်ကစီယိုချိုရီထဲမှာပါရှိတဲ့စကိုင်းနိုင်ဝက်လက်နဲ့မကွေးတိုင်းပေါင်းနယ်မြန်မြို့နယ်တွေကိုအင်အားသုံးထိုးစစ်ဆင်လာတာပါစစ်ကောင်စီတပ်ရဲ့စီယိုချိုရီ63မြို့မှာစကိုင်းနိုင်ကထိကြိုက်ကောလင်းပင်လယ်ဘူးခေဦးဝက်လက်ကနီပလဲတပရင်အင်းတော်မြို့နယ်တွေပါဝင်ပြီးမကွေးတိုင်းကပေါ့ညိုင်စောတီလင်းရေစကြုံမြို့တွေပါဝင်လာလဲဖြစ်ပါတယ် ရှမ်းမြောက်လားရှိုးမြို့မှာငွေရစေဝါရောင်းဝယ်ကြောင်းတန်ရရှိတဲ့နေအိမ်တွေကိုစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့တွေကဝင်ဆက်ပြီးတော့ငွေသိန်း၁၀ချီတောင်းခံနေပါတယ်။အပြည့်အစုံကိုရွှေပြည်မြေကတင်ဆက်ပေးထားပါတယ်။စစ်ကောင်စီတပ်ပြန်လဲထိန်းချုပ်နေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကလားရှိုးမြို့မှာငွေရစေဝါရောင်းဝယ်တယ်လို့တန်ပြရှိတဲ့နေအိမ်တွေကိုစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေကဝင်ရောက်စစ်ဆေးတာမျိုးပြုလုပ်ပြီး ငွေသိန်း၁၀နဲ့ချီတောင်းခံတယ်လို့ရွှေပြည်မြောက်စုံစမ်းသိရှိရပါတယ်။လာရှိုးမျိုးကရက်ကွက်ငါးတွင်မှာမူရစ်စေဝါအယောင်းဝယ်လုပ်တယ်ဆိုပြီးတန်တရားရှိတဲ့နေအိမ်တွေကိုစစ်ကောင်စီလောက်ခံရဲတပ်ဖွဲ့ဝင်တွေကစစ်ဆေးနေတာလို့ဆိုပါတယ်။ရက်ကွက်ငါးတွင်ကနေတချို့ကိုရဲတပ်ဖွဲ့ဝင်တွေက မကြာခဏလာရောက်စစ်ဆေးတာတွေပြုလုပ်ပြီးအယောင်းဝယ်လုပ်တဲ့သူတွေကိုဖမ်းဆီးရမိတာမျိုးမရှိပေမဲ့ငွေသိန်း၁၀နဲ့ချီတောင်းပြီး ပြန်ထွက်သွားတာမျိုးတော့မကြာခဏပြုတ်လုတယ်လို့ဆိုပါရယ်။ပြီးခဲ့တဲ့နိုဘာလ9ရက်နေ့လယ်ပိုင်းမှာလဲရက်ကွက်9မှာရှိတဲ့နေအိမ်တိမ်ကိုရဲတပ်ဖွဲ့ဝင်3ဦးကကားတစီနဲ့ရောက်လာပြီး နေအိမ်တွင်မှုရစ်စေဝါရှိမရှိဝင်ရောက်စစ်ဆေးခဲ့ရာသိန်း20လဲတောင်းခံသွားတယ်လို့ဖြစ်စဉ်သိရှိသူလာရှိုးမျိုးခန့်သူကရွှေပြည်မျိုးပြောပါရယ်။ဘိန်းစာရုပ်လို့ထင်ရတဲ့အိမ်ဆိုဒီကောင်းလေးဝင်ပြီ။အိမ်တဲ့ဟိုမွေဒီမွေလောက်တာပေါ့။ ရေကန်တောင်မှာဆိုခဏခဏအဲ့လိုလာပြီးလောက်တာဒီနေ့လည်းအင်တီကိုဝင်စစ်တာဘာမှလည်းမတွေ့ဘူးသိန်း20ကျော်တောင်းသွားတာလာရှုမျိုးရက်ကွက်ငါးမှာရှိတဲ့ရေကန်တောင်မှာမူရစ်ဆေးဝါးသုံးဆွဲသူတွေကျင်လည်ကျက်စားရနေရဖြစ်ပြီးမူရစ်ဆေးကြောင့်ဒေဆုံးနေတဲ့ပိုင်ရှင်မဲ့အလောင်းတွေလည်းမကြာခဏတွေ့ရတဲ့နေရာလည်းဖြစ်ပါတယ်မိုးရစ်ဆေးဝါးသုံးဆွဲသူတွေနေပါလာပြီမဲ့လာရှုကိုစစ်ကောင်စီပြန်ရပြီးနောက် မူရစ်စေဝါတုံးဆွဲမှုတွေပြန်လဲပေါ်များလာတာပဲဖြစ်ပါတယ်။လာရှိုးမျိုးကိုစစ်ကောင်စီတပ်ပြန်လဲထိန်းချုပ်ပြီးနောက်မှာမူရစ်စေဝါတုံးဆွဲမှုအပြင်ခိုးမှုလူရမှုဓမြတိုက်မှုတွေလည်းမကြာခဏဖြစ်ပွားနေပြီးစစ်ကောင်စီဘက်ကအရေးယူပေးနိုင်တာမျိုးမရှိဘူးလို့နောက်ထပ်လာရှိုးဒေသခံသူကရှစ်ပြမျိုးပြောပါတယ်။ကိုကန်ရှိတော့ဆို တခိုးဓမြတွေမူရစ်စေးသုံးဆွဲသူတွေမရှိတလောက်ပါပဲအခုဆိုဓမြတိုင်းမှု ပြန်ပေးဆွဲမှုအဲ့ဒီလူရဲမှုတွေမကြာခဏဖြစ်နေတာကားတခိုးတွေလည်းမနေဘူးတက်ဆိုင်ရာဌာနတွေစီတိုင်ကြားထားတယ်တက်ဆိုင်ရာဘက်ကဘယ်မှုကိုမှမဖော်ထုတ်နိုင်ဘူးကိုကန်တမရော MNDA ထိန်းချုပ်ထားတဲ့ live show မျိုးကိုပြီးခဲ့တဲ့ဧပြီလထဲမှာတရုတ်ရဲ့ဂျာဝင်စစ်ဆင်မှုကြောင့် ကိုကန်တက်ကစစ်ကောင်စီထံပြန်လဲလွဲပြောင်းပေးခဲ့ရတဲ့မျိုးလဲဖြစ်ပါတယ်အီအရီတိုင်းနဲ့ကဗိုလ်ချုပ်ဆန်ကြေးရုပ်တွေကိုဖျက်ဆီးဖို့ကြံစီနေပြီလားဆိုတဲ့သတင်းကိုအီအရီတိုင်းကတင်ဆက်ပေးထားပါရယ်အီအရီတိုင်းရဲ့မြို့တော်ဖြစ်တဲ့ပသိမ်မြို့မှာဗိုလ်ချုပ်ကြေးရုပ်ကိုတိုင်းစစ်ကော်မရှင်ကဖိရှားခဲ့တဲ့အတွက်အခြားရုပ်တွေကိုလည်းဖျက်ဆီးဖို့ကြံစီလာမလားဆိုပြီး ဒေသခံပြည်သူတွေကစိုးရိမ်နေကြပါတယ်။ AR တိုင်းပသိမ်မြို့အမှတ်3ရပ်ကွက်မှာရှိတဲ့ခန္ဓာယာပြည်တော်စုကွင်းထဲကဗိုလ်ချုပ်ကျေးရုံးနဲ့အာဇာနည်ရင်းမြစ်ကိုဖျက်ပြီးအာကစားခွင့်လုပ်နေတာလို့သိရပါတယ်။ပြီးကြတဲ့နိုဝင်ဘာတရနေ့ညသကောင်းချိန်မှာဗဟိုကားတွေနဲ့လာရောက်ဖျက်ဆီးဖယ်ရှားပြီးတော့ရဲတွေစစ်သားတွေနဲ့လုံခြုံရေးချထားတာလည်းဖြစ်ပါတယ်။သကောင်းလောက်မှာဖျက်လိုက်တာလို့ကြားရတယ်ဗျ။ဝန်ကြီးချုပ်အမိန်နဲ့ဖျက်ပြီးဒီလုံခြုံရေးတွေပါချထားတယ်ပေါ့နော်။ ပြည်တော်စုကွင်းလို့ဒေသတွေခေါ်တဲ့ဒီကန်တာယာကွင်းနေရာအထိအာဂါဇာကွင်းတစ်ခုအဲတိဆောက်ဖို့အခုလိုဖြစ်တာလို့တော့ဒီအုတ်ချိုရေးနဲ့နှိစက်တဲ့သူတွေစီကနေသိရတယ်ပေါ့နော်အဲတကယ်တော့ဒါမလုတ်တဲ့ကိစ္စကြီးပေါ့နော်အခုပြတ်သိမ်းလိုက်တဲ့နေရာဟာနှစ်စင်အာဇာနီနဲ့ခန္ဓာကျင်းမလေးရှိတဲ့နေရာဖြစ်ပေမဲ့စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ပြုလုပ်ခြင်းမရှိတော့ဘူးလို့သိရပါဗျ။ မျိုးရဲ့အထင်ကရနေရာကိုခုလိုအောင်ကစားခွင့်တည်ဆောက်မယ်ဆိုပြီးဖြတ်တာကိုတော့မျိုးကန်တွေကမကျေနပ်ကြပါဘူးဒီလိုညတကောင်ရံမှာလျှို့ဝှက် ဖဲရှားတာဟာနိုင်ငံရေးအရာရည်ရွယ်ချက်တင်မကဘူးလို့ထင်တယ်ဗိုလ်ချုပ်တွေကဘေးရင်ရရာတွေကိုယုံကြတော့ရရာခြေတာလည်းဖြစ်နိုင်တယ်အခွင့်ကြုံတော့နိုင်ငံရေးအရာရှင်းပြတာမျိုးလည်းဖြစ်နိုင်တယ်ကျမတို့စိတ်ပူနေတာကအခြားမျိုးကဗိုလ်ချုပ်ရုပ်ထုတွေကိုလည်းမလုပ်ဘူးလို့မပြောနိုင်ဘူး အခုလိုဗိုလ်ချုပ်ရုပ်ထုကိုဖယ်ရှားတာဟာပထမဆုံးတော့မဟုတ်ပါဘူး။အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာစစ်ကော်မရှင် ထိပ်ပိုင်းတဲ့အပေါင်းပါတွေဟာဗိုလ်ချုပ်ရုပ်ထုတွေနဲ့ရှင်လင်းလုံးထိမ့်မှတ်ကြောက်တိုင်တွေကိုဖျက်ဆီးမှုတွေပြုလုပ်ခဲ့ပါသေးတယ်။ဆေးဥစုဟာအာဏာသိမ်းပြီးနောက်2021ခုနှစ်မေလ9ရက်နေ့ညမှာတော့ပဲခူးမြို့ဟန်တော်ရီရက်ကွက်ဖက်တန်းလမ်းမဘေးမှာရှိတဲ့စီပင်ပိုင်ပန်းချံတွေကရှင်လင်းလုံးရေတော်ပုံထိမ့်မှတ်ဒီမိုကရေစီကြောက်တိုင်ကိုဖျက်ဆီးခဲ့ပါတယ်။ ဒါအပြင်ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းကလည်းနေပြည်တော်ပုဗ္ဗတိရီမြို့နယ်ပုဗ္ဗတိရီဈေးနီပန်းချံနယ်ကဗိုလ်ချုပ်ကျေးရွာကိုစစ်ကောင်မရှင်ကဖယ်ရှားခဲ့တယ်လို့ပဲခူးမြို့ရွှေမော်ရော်ဖျားလမ်းပေါ်မှာရှိတဲ့ဗိုလ်ချုပ်ကျေးရွာတုကိုဩဂတ်လ9ရက်ညပိုင်းမှာစစ်တပ်ကဖျောချခဲ့ပါတယ်။နေပြည်တော်ပုဗ္ဗတိရီမြို့နယ်ပုဗ္ဗတိရီဈေးနီပန်းချံနယ်ကဗိုလ်ချုပ်ကျေးရွာဟာဆိုရင်လက်ရှိ NUG ဆိုရကာကွယ်ဝင်ကြီးဌာနကဝင်ကြီးဥယျာဉ်မွန်နဲ့ဒူအတွင်းဝင်ဥမ္မာမောင်ဆွေတို့ လွတ်တော်ကိုယ်စားလှယ်ဘွားကဥဆောင်ကြီးကြပ်ပြီးတိဆောက်ထားတဲ့ရုပ်တုဖြစ်ပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့ဒေတာခြေဆိုင်သတင်းမီဒီယာကိုကုနဲ့ဖွဲ့စည်းထားတဲ့မာမာမီဒီယာကွန်ဆော်ရှမ် BMC ရဲ့ရုပ်သံသတင်းအစီအစဉ်ဖြစ်ပါတယ်။ဒီအစီအစဉ်ကိုအပတ်စဉ်သတင်းနာနေ့နေ့လယ်2:15မိနစ်မှာထုတ်လွှင့်ပြီးသတင်းနာလေညနေ9:15မိနစ်မှာလည်းတစ်ကြိမ်ပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့မှုဝေအင်ကျဲပါ။